ပုဂ္ဂလိကကဏ္ဍမှာအလုယုံဆက်ယုံအလုသမားများအတွက်တရေလောက်ခအပေါ်မှာအပိုထောက်ပံ့ခြင်းစက်တထောင်ထပ်မံခန်းစားခွင့်ပြုကြောင်းအ ਨੇ ဆုံးအခကြေးငွေတက်မှတ်ရေးအမျိုးသားကော်မတီကအောက်တိုဘာလ14ရက်နေ့မှာကြေညာပါတယ်။တနိုင်ငံလုံးကအလုသမားများအတွက်အလုချိန်၈နာရီတရေအတွက်ကျက်၄800တက်မှတ်ချက်အပေါ်အပိုထောက်ပံ့ခြင်းအဖြစ်တတိယအကြိမ်မြောက်တက်မှတ်ပေးခြင်းလည်းဖြစ်ပါတယ်။ အနည်းဆုံးအခကြေးငွေနှုန်း၁ရက်အတွက်4800ကျပ်အပေါ်2023ခုနှစ်အော်တိုပါလာ၁ရက်နေ့မှာကျပ်1000ထပ်မံပြီးကျပ်1000ကို2024ခုနှစ်အောက်တိုဘာလမှာစတင်ကဒုတိယအကြိမ်လစဉ်ခန်းစားခွင့်ပြုခဲ့တယ်လို့သိရပါတယ်။ယခုအခနေစာလောက်ခကျပ်4800တက်မှတ်ပြီးနောက်ပိုင်းတတိယအကြိမ်မြောက်ထပ်မံခန်းစားခွင့်ပြုလိုက်တာကြောင့်အပိုထောက်ပံ့ကြေးကျပ်3000အထိခန်းစားခွင့်ရှိလာပြီးနေစာအလို့သမားတွေရဲ့နေစဉ်လိုအားကမှကျပ်9800ရရှိမှာလည်းဖြစ်ပါတယ်။ 2025ခုနှစ်အော်တိုဘာလ1ရက်နေ့မှစပြီးအပိုထောက်ပံ့ကျေးစုစုပေါင်း7000ကိုအလုပ်လုပ်တော်ရက်တွေနဲ့1950ခုနှစ်ခွင့်ရက်နေ့အလုပ်ပရက်အပ်ဥပဒေအရခန်းစားခွင့်ပြုရမယ်လို့ကော်မတီကညွှန်ကြားထားပါတယ်။အပိုထောက်ပံ့ကျေးငွေတက်မှတ်ချက်ကအလုပ်သမား10ဦးနဲ့အောက်ရှိတဲ့လုပ်ငန်းငယ်တွေမိသားစုတစ်ပိုင်းတစ်နိုင်လုပ်ငန်းငယ်တွေနဲ့သက်ဆိုင်ခြင်းမရှိစေရလို့အ ਨੇ စုံအခကျေးငွေတက်မှတ်ရေးအမျိုးသားကော်မတီကတက်မှတ်ထားကြပါခင်ဗျာ။